မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့ပဲခူးမျိုးမှာယထားပေါ်ကနေကျဲချတဲ့ငွေကြေးတွေနဲ့မိုးတွေကိုလိုက်ကောင်းရင်ကနေကြောက်တုံးနဲ့ထိခိုက်မိပြီးတော့လင်းနှဲ့ရွယ်ကလေးငယ်တအူတည်ဆုံသွားတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ် အကုန်းမျိုးမှာရထားပေါ်ကနေခြေချလိုက်တဲ့ငွေကြီးနဲ့မုံးတွေကိုလိုက်ကောင်းရင်ကနေကြာတုံနဲ့ထိခိုက်မိပြီးတော့၄နှစ်အရွယ်ကလေးငယ်တအူသေဆုံးခဲ့တယ်လို့အနာဂတ်ကျယ်ဝယ်သွေးခါမဲ့တဲ့လူမှုကွန်ရက်အသင်းတွေထံကသိရပါဗျ။ဖြစ်စဉ်ကတော့အောက်တိုဘာ12ရက်ညနေပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ပကိုးမျိုးအုပ်ဖို့ဂျုံယူရထားလမ်းပေးမှနေထိုင်တဲ့၄နှစ်အရွယ်ကလေးငယ်တအူကတော့ရထားအလာမှာလေဟပ်ပြီးတော့နောက်လန်ကြပြီးတော့ကြောင်တုံးနဲ့ထိခိုက်မိက ဦးကောင်းတန်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ယထာဘော်ကကြေချတဲ့ပတ်စံနေမုံတွေကိုလိုက်ကောင်ရင်ဖြစ်တာကလေးဆိုတော့ယထာအရှိန်လေဟပ်ပြီးလေကျသွားတာတန်ရာကတော်တော်များတော့ဘကိုးစင်းုံကနေတစင်မြောက်ကလာပါစင်းုံကိုကျွန်တော်တို့ပဲပို့ပေးလိုက်ရတယ်။စတုံးရက်နေ့မနက်3:00နာရီလောက်မှာဆုံးသွားပါတယ်လို့အနာဂတ်ကျယ်ပွင့်သွေးခါမဲ့တဲ့လူမှုကွန်ရက်အတင်းတာဝန်ရှိသူကဆိုပါတယ် ။ပဲခူးမြို့မှာတော့ယထာလမ်းပေးနေထိုင်တဲ့သူတွေဟာယထာဘော်ကကျဲချတဲ့ငွေကြေးတွေနဲ့မုန်းနေကိုလိုက်ကောက်တာတွေရှိပြီးတော့အသက်အန္တရာယ်ရင်ဆိုင်ရလို့တောင်းရှိတဲ့သူတွေနဲ့လူမှုကွန်ရက်အသင်းတွေကအဲ့ဒီလိုမပြုတ်လို့ဖို့နှိုးဆော်နေရပါတယ်။ယထာလာပြီဆိုရင်ယထာဘော်ကလူတွေကလည်းကျဲချတယ်။ လမ်းဘေးမှာနေတဲ့သူတွေကလည်းလိုက်ကောက်ကြတော့အသက်အန္တရာယ်နဲ့နေလို့သတိပေးတာတွေလုပ်နေကြတယ်ဒါပေမဲ့မရပါဘူးအပေါ်ကကျဲတဲ့သူတွေကလည်းကျဲတာပါပဲလို့အဆိုပါအတင်းကတောင်းရင်ရှိသူကဆိုပါတယ်တင်ဆုံးခဲ့တဲ့ကလေးငယ်ကတော့ရထားလမ်းဘေးမှာနေထိုင်တဲ့မိသားစုဝင်တအုပ်ဖြစ်ပြီးတော့ငွေကြေးချိုးတဲ့လို့အနာဂတ်ကျယ်ဝင်သွေးခါမဲ့နဲ့လူမှုကွန်ရက်အတင်းကဆွေးရုံလွှဲပြောင်းပေးတာနဲ့စေကူတာမှုအတွက်ငွေကျပ်6000ကူညီပေးခဲ့တယ်လို့လည်းသိရပါတယ်ရှင်ဆက်လက်ပြီးတော့15ရက်ဆယ်လ2025ရဲ့နေ့နေ့လယ် 17ရက်ခွဲအချိန်တည်းတိုင်းတာချက်မြေအခြေအနေကိုဖော်ပြပေးကြပါမယ်။မြေကျင်းနာမြေကတော့တပင်းနီးနေကထက်ကြပါမယ်။မြေကျင်းနာမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့34.5ဒီဂရီနဲ့ဒီနေ့အနည်းဆုံးအပူချိန်ကတော့16.4ဒီဂရီဖြစ်ပါတယ်။မြေကျင်းနာမြို့မြေကတော့3လက်မကန်ထက်ကြပါမယ်။မြေကြီးနားမြေဟာစွန့်ရည်ရမှ1200စင်တီမီတာကိုရောက်ဖို့887စင်တီမီတာ25ပေကွဲကျော်က အလိုမှာရောက်ရှိနေပါတယ်။မြည်ရဲ့အတက်ကြပုံမှန်အနေထားကမ်းမှာရှိပါမယ်။ထူကဲမြည်ရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့သေးဘူးလို့လည်းဆိုပါရစေ။ ARN မြစ်အထက်ပိုင်းမှာမူဟာအတင်းတင်းရှိပြီးတော့ရန်ဖာရန်က ARN မြစ်ဆောင်အထက်ပိုင်းမှာနေရာကွက်ပြီးမိုးတက်ထန်စွာရွာသွန်းတာကြောင့်ပဲမြစ်ကြီးနာမြည်ရဲ့ကြာစင်းနေရာကနေပြန်တက်လာတာတဲ့အချိန်ချင်းဖြစ်ပေါ်နေပါဦးမယ်။ Skydive ဒေသကြီးအထက်ပိုင်းမှာကချင်ပြည်နယ်တခုလုံးမြန်မာနိုင်ငံမြောက်ပိုင်း မြောက်ပိုင်းစွန်းဒေသတွေနဲ့အေရရီမြစ်အထက်ပိုင်းမေခနဲ့မလေးခမြစ်ဝန်းဒေသတွေမှာတော့မိုးတိုက်တောင်ဖြစ်ထွန်းမှုလည်းအားနည်းငယ်ရှိနေပါတယ်။အေရရီမြို့တလျှောက်နဲ့ချင်းတွင်းမြို့တလျှောက်မြစ်ကန်တွေမြင်းနေပိုင်းဒေသတွေနဲ့မြင်းတို့ကျောမှာစိုက်ပျိုးလုပ်ကင်နေထိုင်ကြတဲ့တောင်သူတွေရေလုံသားတွေအေရရီမြစ်ကြီးကိုအမိပြုနေထိုင်စားတောက်ရှာဖွေကြတဲ့မိဘပြည်သူတွေအားလုံးတတိပြုနိုင်ဖို့အတွက်ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ချင်းတွင်းမြို့ကတော့ခန်းနီမြို့မှာလေလံမကန်ထက်ကြပါတယ်။ မုံရမြေကတော့သုံးလမကန်ထက်တက်ပါတယ်။ချင်းတွင်မြေရဲ့တဲကြပုံမှန်နေထားကန်မှရှိနေပါတယ်။ထူးကန်မြေကြီးနိုင်တဲ့အခြေအနေမတွေ့သေးပါဘူး။ခန်းနေမြေဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းပါမယ်။ဟောင်းမလင်ဖောင်းပြင်မော်လိုက်ဖြစ်ဖြစ်ချင်းဆက်လက်မြေကြဆင်းနေပါမယ်။ကလေးဝမြေကတော့အနှဲငယ်ထက်တက်နိုင်ပြီးတော့ဒီနေ့နေ့လယ်ပိုင်းမှာပြန်လည်ကြဆင်းပါမယ်။မင်းကင်းနဲ့ကနီမုံရမှာတော့ဖြစ်ဖြစ်ချင်းဆက်လက်တက်နေပါအောင်မယ်။ ERI မြေကတော့ဗမော်မြေဟာ ဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းပါမယ်။ရွှေကုံမြေကလည်းဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းပါမယ်။ကတာမြို့မြေကတော့အနည်းငယ်ထပ်တက်ပြီးတော့ဒီနေ့ညပိုင်းနဲ့မနက်ပိုင်းမှာတော့ပြန်လည်ကြဆင်းပါမယ်။ထီးကြိုင်မြေကတော့ဖြစ်ဖြစ်ချင်းဆက်လက်တက်ပါမယ်။တပိတ်ချင်းမှာတော့အနည်းငယ်ထပ်ကြနိုင်ပြီးတော့ဒီနေ့ညပိုင်းနဲ့မနက်ပိုင်းမနက်ပိုင်းမှာတော့ပြန်လည်မြင့်တက်ပါမယ်။မန်းလေးနဲ့စကိုင်းမြင်းမူမှာတော့ဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းပါမယ်။ပခုတ်ကုံမြေကလည်းဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းပါမယ်။ညောင်မြေကလည်းဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းပါမယ်။ချောင်းမျိုးမင်းဘူးမျိုးမကွေးမျိုးမှာတော့ ဖြည်းဖြည်းချင်းမြည်ရဆက်လက်ကြဆင်းပါမယ်။အွန်လိုင်းမြည်ကလည်းဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။ပြည်မျိုးနဲ့စိတ်သာမြည်ကလည်းပဲဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။ဟင်္ဒရာမြည်ကလည်းဆက်လက်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။ဇလုံးမျိုးမြည်ကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။အေရီမြည်မြင့်တက်တာကို24နာရီစောင့်ကြည့်ပြီးတော့ထူးခြားမှုရှိလာရင်လည်းအချိန်ရက်တပြေးညီဖော်ပြပေးသွားအောင်မယ်လို့လည်းဆိုပါရရှင်။ ဆက်လက်ပြီးတော့ဘင်္ဂလားဒေ့ရှ်မှာအထည်ချုပ်ဆက်ယုံမိလာမှုဖြစ်လို့လူ16ယောက်သေဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအထည်ချုပ်ဆက်ယုံမိလာမှုအကြီးအကျယ်ဖြစ်လို့လူ16ယောက်ထပ်မင်းသေဆုံးပြီးတော့သေဆုံးသူအရေအတွက်တိုးလာနိုင်တဲ့အကြောင်းတောင်းရှိတဲ့သူတွေကဆိုပါရယ်။ရုပ်လောင်16လောင်းကိုဆဲရရှိထားပေမဲ့မိလောင်တာကြောင့်ဘသူဘဝခွဲခြားမရသေးဘူးလို့မိသက်တပ်ဖွဲ့ကဆိုပါရယ်။ပျောင်ဆုံးနေသူရဲ့မိသားစုတွေကတော့ဒါကာရဲ့မိပါအယမရှိတဲ့လေးတဲ့ဆက်ယုံပြပမှာစုဝေးနေတယ်။မိလောင်ကျမ်းမှုဟာမနေ့ကနေ့လယ်ပိုင်းလောက်ကစတင်ခဲ့ပြီးတော့၃နာရီကြာမှမိငင်ခဲ့တယ်။အနည်းနာမှရှိတဲ့ ဲ့ဓာတုကုံလောင်ရုံတကူလည်းမိဆက်လက်လောင်ကျွမ်းခဲ့တယ်လို့မိသက်တပ်ဖွဲ့ကဆိုပါတယ်။ဆက်ရုံနဲ့ဓာတုကုံလောင်ရုံဘယ်ဟာကစပြီးမိလောင်ခဲ့ရဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ကုံလောင်ရုံမှာတော့အယောင်ချုပ်စင်မိုတွေပလတ်စတစ်နဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တွေရှိပြီးတော့ဒါတွေကြောင့်ပဲမိလောင်ကျွမ်းမှုကိုပုံမဆိုးရစေခဲ့ပါတယ်။အစိမ့်တဲ့ဓာတ်ငွေတွေကြောင့်ပဲလူတွေချက်ချင်းတည်ဆုံသွားနိုင်တယ်လို့တောင်းရှိတဲ့သူတွေကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်မှာ ဘေးကင်းရေးစံနှုန်းတွေနဲ့အခြေခံအဆောက်အအုံညံ့ဖြစ်မှုကြောင့်လူနေထူထပ်တဲ့အဆောက်အအုံတွေမှာမိလာမှုမကြာခဏဖြစ်ပွားလေရှိပြီးတော့မကြာသေးမီနှစ်တည်းအတွင်းလူအသေးပြောက်များတဲ့မိလာမှုရာနဲ့ချေရှိခဲ့ပါရရှင်ဆက်လက်ပြီးတော့အောက်တိုဘာ15ရက်အတွက်မလူသားခံမှန်းချက်ကိုဖော်ပြပေးကြပါမယ် ။လေကြောင်းမှုလို့တာဦးဝေဖြူဟန်ကတော့15ရက်စလ2025ရက်နေ့မနက်9:18မိနစ်ချိန်မှာအခုလိုထုတ်ပြန်လာပါတယ်။မိုးတိုက်တောင်ဖြစ်ပေါ်မှုချိန်ကြီးကတော့ရောင်တိုင်းဒေသကြီး၊တရဲနိုင်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးမှာတော့တဲထူတက်စွာဖြစ်တော့ပြီးတော့ကြံတပီလုံးမှာတိမ်သိမ်းတလောက်သာဖြစ်တော့မှာပဲ။တိုင်းနဲ့ပြည်နယ်၁၄နေရာအတွက်မနက်ဖြန်မနက်စင်နိုင်းဒီမိုးရွာသွန်းနိုင်မှုခံမှန်းချက်မှာတော့ကချင်ပြည်နယ်မှာတော့တိမ်သိမ်းတဲ့ဖြစ်တော့ကနေ့ပူချိန်တွေတိုးလာပြီးတော့အဆက်ဆက်ဖြစ်ပါမယ်။စကိုင်းတိုင်းဒေသကြီးအတွက်ခံမှန်းချက်မှာတော့တိမ်သိမ်းတဲ့ဖြစ်တော့ကနေ့ပူချိန်တွေတိုးလာကအဆက်ဆက် ဖြစ်ပါမယ်။ချင်းပြည်နယ်အတွက်ခမန်းကျက်မှာတော့နေရာကျကျမိုးနေငယ်ရွာသွန်ပါမယ်။မန္တလေးတိုင်းဒေသကြီးမှာတော့အောက်ပိုင်းမှာနေရာစိမ့်စိမ့်အထက်ပိုင်းမှာတော့နေရာကျကျမိုးရွာသွန်ပါမယ်။နေပြည်တော်တိုင်းဒေသကြီးမှာတော့နေရာနှံ့ပြမိုးရွာသွန်ပါမယ်။မကွေးတိုင်းမှာတော့အောက်ပိုင်းမှာနေရာစိမ့်စိမ့်အထက်ပိုင်းမှာတော့နေရာကျကျမိုးရွာသွန်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာတော့နေရာစိမ့်စိမ့်မိုးရွာသွန်ပြီးတော့မြောက်ပိုင်းမှာတော့နေရာကျကျမိုးရွာသွန်ပါမယ်။ ရခိုင်ပြည်နယ်မှာတော့နေရာဆိုင်ဆိုင်မှုရွာသွားပါမယ်။အေရရီတိုင်းမှာတော့နေရာဆိုင်ဆိုင်မှုနှဲငယ်ရွာသွားပါမယ်။ရောင်တိုင်းမှာတော့နေရာနှံ့ပြမှုရွာသွားပါမယ်။ပဲခူးတိုင်းမှာတော့နေရာဆိုင်ဆိုင်မှုရွာသွားပါမယ်။ကယားပြည်နယ်မှာတော့နေရာဆိုင်ဆိုင်မှုရွာသွားပါမယ်။ မွန်ပြည်နယ်မှာတော့နေရာအနှံ့ပြမိုးရွာသွန်ပါမယ်။ကရင်ပြည်နယ်မှာတော့နေရာအနှံ့ပြမိုးရွာသွန်ပါမယ်။တရင်းနယ်အတိုင်းမှာတော့နေရာဆိတ်ဆိတ်မိုးရွာသွန်ပါမယ်။မုံတိုင်းဖြစ်ပေါ်မှုချင်းတွေကတော့တောင်တိုးပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်နဲ့ကပ်လီပင်လယ်ပြင်မှာတပတ်အတွင်းမုံတိုင်းဖြစ်ဖို့အလားအလာမရှိပါဘူး။နောက်နေ့အတွက်ခမန်းကျကတော့ရှမ်းပြည်နယ်ဘိုးတိုင်းဒေသကြီး၊ချင်းပြည်နယ်ရခိုင်ပင်နယ်၊ကရင်ပြည်နယ်မွန်ပြည်နယ်တရင်းနယ်အတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရောင်းတိုင်းဒေသကြီးနဲ့အေရိုင်တိုင်းဒေသကြီးတွေမှာနေရာဆိတ်ဆိတ်မိုးရွာသွန်ပါမယ်ရှင်။ ဆက်လက်ပြီးတော့လာရှိုးမှာကားရက်စီလူရက်မှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမှာတော့အော်တိုဘာလ23ရက်ညနေပိုင်းကကားရက်စီထပ်မံလူရက်ခံရကြောင်းသိရပါဗျ။ Wish ကားရက်စီကိုရက်ကွက်ခွန်လုံလော့ဇင်းနာမှာလူသွားတာကားပိုင်ရှင်ကနောက်ထပ်ကားရက်စီနဲ့ရက်ကွက်ဆက်နဲ့အတီနောက်ကနေလိုက်သွားတယ်။ကားလုတဲ့သူကတော့မမေ့ဘူးလို့လာရှိုးရက်ကွက်ခွန်ကဒေသခံကဆိုပါတယ်။လူရက်ခံရမှုမှာတော့လူကဘာမှထိခိုက်မှုမရှိပေမယ့်ကားလုရက်သွားတဲ့သူကိုလက်ရှိထိဖမ်းဆီးရမိခြင်းမရှိသေးတာကြောင့်နောက်ဆက်တွဲအခြေအနေကိုတော့မသိသေးဘူးလို့ဆိုပါတယ်။ကားကိုကားရီနဲ့ လာလို့သွားတာရက်ကွက်ခွန်ပတ်ညနေပိုင်းပဲလာရှုမှနေကင်းတော်ခဏခဏဖြစ်နေတာပါလို့တခါမှလည်းဖမ်းလို့မပြေဘူးလို့မျိုးကန်ဈေးတဲ့မျိုးသားကဆိုပါရယ်မျိုးရင်းဈေးအောင်ဈေးဝယ်အသွားလာကားမောင်းလာတော့လူရက်မှုတွေကိုကြောင်နေရလို့ကားမှန်ပိတ်ထားနေရတယ်လို့ဆိုပါရယ်ကားလို့ရတဲ့သူကတယောက်တည်းမဟုတ်ဘဲနဲ့အဖွဲလိုက်ကားတွေအများကြီးနဲ့လာရောက်လူလာလို့ဆိုပါရယ်